အဲကျွန်တော်တို့ဆိုတိုက်တွန်းတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့မှာတခြားအများကြီးမရှိဘူးဗျာကျွန်တော်တို့မှာကျွန်တော်တို့ပဲရှိတယ်ကျွန်တော်တို့မှာတခြားစီးပွားရေးတွေလည်းမရှိဘူးရေပေါ်စီးပွားရေးလည်းမရှိဘူးမောင်ကိုစီးပွားရေးလည်းမရှိဘူးဘာမှလည်းမရှိဘူးဟိုကျွန်တော်တို့မှာကျွန်တော်တို့ပဲရှိတယ်ကျွန်တော်တို့ကလူထုအခြေပြုအဖွဲ့ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့မှာကျွန်တော်တို့လူထုပဲရှိတော့လူထုရှိရပဲကျွန်တော်တို့တောင်းခံရတယ်အဲ့တော့ကျွန်တော်တို့တူတူကလွတ်မြောက်ချင်တယ်ဆိုရင်ကျွန်တော်တို့တိုက်ခိုက်နိုင်တဲ့သူတွေကတိုက်ခိုက်မယ်ထောက်ပို့နိုင်တဲ့သူတွေကထောက်ပို့ပေါ့အဲ့တော့ကျွန်တော်တို့ကတော်လန်ရေးရဲဘော်ရဲဘက်ဖြစ်တယ်ပေါ့ကျေးဇူးခံကျေးဇူးစားတော့မဟုတ်ဘူး ါပေမဲ့ခုနောက်ပိုင်းဒေါ်လာရေးကြာလာလာနဲ့အမြတချို့ကဒေါ်လာရေးဘယ်လိုပြောရမလဲဒေါ်လာရေးလောက်တာကိုကျွန်တော်တို့စစ်သားလောက်တယ်လို့မြင်လာကြလားမသိဘူးတချို့ကလေမင်းတို့စစ်သားလောက်မင်းတို့လှုပ်ဆန်းပါကွာလိုင်းပေါ်မတက်နဲ့အဲမင်းတို့ဟိုစစ်တိုက်ဆန်းပါကွာဘာညာပြောလာတဲ့စကားတွေကျွန်တော်တို့ကတွေ့ရကြားရတဲ့ခါလဲစိတ်မကောင်းဟုတ်တယ်ကျွန်တော်တို့လည်းခုံသိခါရှိစွာကြောကြောမောမောခိုင်ခိုင်ခန့်ခန့်တီတီတန်တန်နဲ့စစ်တိုက်ချင်တာပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့စစ်သားဖြစ်ချင်လို့စစ်တိုက်ချင်တာမဟုတ်ရန်သူကိုတော်လန်ချင်တာပေါ့ ဒါမဲ့လည်းတရင်တစ်ဖွဲ့ရဲ့လိုအပ်ချက်တွေရှိလာတဲ့အခါဒီကျွန်တော်တို့ကတော်လန်ရေးမိသားစုတွေကိုပဲပြောရတာပေါ့အဲ့တော့ဒီထောက်ဖို့တွေဆိုတာလည်းအဲတော်လန်ရေးအဖွဲ့တွေဖြစ်တယ်ပေါ့တော်လန်ရေးအဖွဲ့တွေဖြစ်တဲ့အတွက်ကြောင့်မို့တော်လန်ရေးကိုလုပ်ရမှာပဲအဲ့တော့ကျွန်တော်တို့အတူတူကတိတ်တိတ်လေးစစ်ကြောအောင်မှပြန်နေမလားဒါမှမဟုတ်ကျွန်တော်တို့ဒီအာနာရှင်စနစ်ကိုတော်လန်မလားကျွန်တော်တို့ဒီစနစ်ကိုတော်လန်နေတာဖြစ်တယ်ပေါ့နော်အာနာရှင်စနစ်မပြုတ်ကျသေးသေးကျွန်တော်တို့ဒီမစုံမနစ်ကျွန်တော်တို့လုပ်ရမှာပဲပေါ့အဲနောက်ပိုင်းအခုဆိုလို့ရှိရင်ကျွန်တော်တို့လာပြီးတော့ရရန်စစ်စစ်နေကွန်မန့်တွေပါလာမှတ် လာမန်းတို့ကျွန်တော်တို့ကပြန်ပြီးတော့မှရေစိုင်းတိုင်းပြန်ပြောလိုက်ပြီဆိုမင်းတို့ပြည်သူဆန်စားပြီးပြည်သူကိုပြန်မပြောနဲ့ဘာကြီးလို့အားချောင်းလာတာလေးရှိကျွန်တော်တို့ကဟိုလာစာရလိုင်းခန်းရပြီးတော့မှဟိုအစင်သစ်ကြောက်ကြောက်မော့မော့လေးနေပြီးတော့မှဟိုကျွန်တော်တို့နေနေတာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ကဟိုအဲ့လိုမျိုးတွေလည်းမပြောစေချင်ဘူးပေါ့ဗျာဟိုအဲ့တော့အဲ့ဒါကိုအဓိကနံပါတ်1ပြောတာကတော့ရန်သူကပြောတာပေါ့ရန်သူကပြောတယ်အဲ့ဒီစကလုံးတွေကရန်သူရှီကလာတာပေါ့နောက်ပိုင်း ို့လူအချင်းချင်းအားအစဟိုဘယ်လိုပြောရမလဲစိတ်အခက်မသိနေတာနဲ့အဲ့ဒီစကလုံးတွေကိုတုံးလာတယ်ပေါ့ကိုလူချင်းချင်းစိတ်စိတ်အခက်မသိတဲ့ပြဿနာမျိုးတွေဖြစ်ရင်တော့မှမင်းတို့ပြည်သူဆန်စားပြီးပြည်သူကိုပြန်ပြောနေတို့ဟိုအဓိကကတော့ကျွန်တော်အပေါ်ပေါ့ဗျာသိရမလားဟိုကျွန်တော်တို့လည်းဝေဖန်ထောက်ပြเสียရရှိတဲ့ဟာတွေတခါလေဝေဖန်ထောက်ပြမိတဲ့အခါတခြားတာမန်လူတွေဝေဖန်ထောက်ပြတာပြဿနာမရှိပေမဲ့ကျွန်တော်တို့ဝေဖန်ထောက်ပြလိုက်တဲ့ဆိုလို့ရှိရင်အဲမင်းဖေကစစ်ခွေးပဲလို့ ဟိုစစ်ခွေးစာတီးပြပြီးဘောတို့ဘာတို့ညာတို့ကျွန်တော်အကောက်တူးနဲ့ပြောတဲ့သူတွေကိုကျွန်တော်စိတ်မဝင်စားပါနဲ့တချို့ဆိုလို့ရှိရင်တကယ်ဒေါ်လာရေးထဲမှာထဲထဲဝင်ထောက်ပို့လုပ်နေတဲ့သူတွေဒေါ်လာရေး profile နဲ့သူတွေတကယ်ကျွန်တော်တို့လည်းသိရတဲ့သူတွေကိုယ်တိုင်ရဟိုအဲ့လိုမျိုးစကားတွေပြောတဲ့အခါဟိုရင်ထဲမှာမကောင်းဘောဗျာဒီအဲ့တော့ဒေါ်လာရေးလောက်ရတာလူလဲပင်မန်းဟိုကျွန်တော်တို့ကရန်သူတွေကျွန်တော်တို့ပြောရင်တော့ကျွန်တော်တို့ကအထူးပြုမဆိုင်ပါဘူးဘာဖြစ်လို့လဲဆိုတော့ရန်သူကရန်သူစကားပြောမှာပဲပေါ့ဒါပေမဲ့ခါကြလို့ရှိရင်ရန်သူလိုလိုမိတ်ဆွေလိုလို ြောတာတွေကြတော့တိတ်စိတ်စင်မပြေဘူးပေါ့ဗျာအဲ့ဒါနဲ့ရေမုံငွေရှားတဲ့အလုပ်တွေလဲကျွန်တော်တိတ်မလုပ်ဖြစ်ဘူးပေါ့အခုကျွန်တော် line တွေပါတိတ်တိတ်မတက်ဖြစ်ဘူးပေါ့ဗျာကျွန်တော်အဓိကကတော့တိတ်ညံ့ညဆဆတွေစကားမပြောချင်တာပေါ့ဗျာဒါမဲ့လည်းကျွန်တော်တို့ရေမုံငွေလိုအပ်ချက်ရှိတဲ့အခါကျွန်တော်တို့မှကျွန်တော်တို့ပဲရှိတယ်ဆိုတော့တဘောတိုင်းပဲကျွန်တော်တို့ရဲ့ခက်ခဲတွေကိုပြည်သူလူထုကိုတင်ပြရတာပေါ့ဗျာကျွန်တော်တို့ရဲ့တော်လန်ရေးလည်းမြင်မြန်လည်းပြီးကျင်ပါတယ် ကိုဘွားကြီးကိုလည်းဟိုနေကျင်နေပြီပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လေးနှစ်ကျော်အဲ့ဒါအဲ့ဒါအဲ့ဒါကားကြီးရမယ်ကျွန်တော်တို့လည်း၄၅နှစ်လာစားမပြကိုဘွားလည်းကိုဘာမှမသိဟိုကိုနာကက်ဆိုတာလည်းဘာမှမသိအဲ့လိုမျိုးလုံလုံနေရတာပေါ့ဗျာ ဝရံကြီးအချင်းချင်းတတ်တွေ့ရဘူးဘောမာရီကချိန်ပြီးပြိုနေကြတယ်ဘောမာရီဘောမာရီဝရံကြီးအချင်းချင်းနော်ထားပါတော့ဟူတင်ဆိုတဲ့ကောင်ကမြန်မာနိုင်ငံကအာနာလုထားတဲ့ခေါင်းဆောင်စောက်ချင်းကောင်လှမ်းခေါ်တာကိုအဟုတ်ကြီးမှတ်နေရတယ်ဘောမာရီတိချာမှတ်သွားတာစောက်ချင်းကောင်လှမ်းခေါ်လိုက်တာ မဲဟုတ်ကြီးသွားပြီးတော့မဟာမိတ်ဆိုပြီးသွားလှုပ်နေဟလားဟမ်မင်းတို့ခေါင်းဆောင်ဆောက်ဖြည့်မင်းအောင်နိုင်လေထပါတော့ဗျအဲ့ဒါတော့ဟိုဘာသာရေးကိုလေဟိုဟိုဘာသာရေးကိုအတုံးချပြီးတော့လေပြောလို့ပြောနေခေအောင်ထောက်ချာโอเคထားပါအဲ့ဒါလည်းရပါသေးတယ်ဒါပေမဲ့ဗျာကျွန်တော်တို့နိုင်ငံကထွက်တယ် ယတနာတပါးဖြစ်တဲ့စင်လေစင်ချောက်ကောင်ပနာဆက်တာပေါ့ဗျာပြောရမစို့ကိုနိုင်ငံမှာကိုတီကိုနန်းနဲ့နေနေတာစင်းရဲနေတာမဟုတ်ဘူးစင်းရဲတယ်ဆိုတာခေါင်းဆောင်တွေစောက်သုံးမကြလို့စင်းရဲနေတာစောက်သုံးမကြလို့အဲစင်းရဲတံကိုပြည်သူတွေကခေါင်းဆောင်မကောင်းတဲ့အတွက်ပြည်သူတွေကလူလိတ်ခံစားနေရတာနော်ကိုတီကိုနန်းနဲ့ကိုနေတာ စက်ယုံမွေးမြူရေးထုံးသားမှထုံးသားတမောဝတန်ရန်ဇာတထွက်မှထွက်တွင်းထွက်ပစ္စည်းတို့နော်ဒီထွက်ပစ္စည်းတို့ဟုတ်လားတော့တောင်းကြီးမြေတဘာဝကြီးအရန်ကောင်းလားဘယ်ကောင်းမှဆောက်သွားပြီးအောက်ကျစရာမလိုဘူးနေတိုက်ရင်ပြောတာပါငါတို့အမေစုလက်ထက်တော့တွေ့လားကောင်းမရင်ကော့ပြီးတော့ကြိုက်တဲ့နိုင်ငံတော့ခေါင်းမရင်ကော့ပြီးတော့ဟုတ်လားဆောက်ယူမဆိုင်မင်းတို့နိုင်ငံကို ဲ့လိုပုံစံနဲ့သွားဟိုလီတီစုပ်တဲ့ရုပ်နဲ့မလုံနဲ့နော်လီတီစုပ်နေတာအခုကပြင်းလို့စဉ်းစားကြည့်အခုစင်ချောက်ကောင်မြန်မာနိုင်ငံကပိုင်သူ့အမိလင်ပိုင်မို့လို့လားဥပမာမင်းတို့ငါတစ်ခုပြောပြမယ်အဲစင်ချောက်ကောင်ဘယ်သူကလိုမွေးထုတ်တာလို့လဲဟမ်လှုပ်ချင်တာလှုပ်လို့ရလားအဲ့လိုဟွန်း ဆင်းဆိုတာယတနာတပါးဖြစ်တယ်။ကောင်းကောင်းမွန်မွန်ဆောက်ရှောက်ထိန်းသိမ်းရမယ်။အထဲမှာယတနာတပါးဖြစ်တယ်နော်။အဲ့ဒါကိုလည်းသိထားကြအောင်ကြာ။အခုကငါလှုပ်ချင်ရလှုပ်မယ်ဟုတ်လား။ငါမှအာနာပါဝါဆောက်ယူထတာအယူထတာတော်ရုံပဲကောင်းတယ်နော်။ဘယ်သူကလိုးမွေးတော်လို့လဲဟမ် ဘယ်ဖာတယ်မဝရံကြီးလုံးပွေးပြီးတော့ဒီစင်ကထွက်လာပြီးတော့သွားပေးရတာလေတစ်ချက်တော့ပြောကြည့်မလို့ဟင်အခုဆက်သုံးမကြလို့သူများနိုင်ငံကသူများနိုင်သူများခေါ်တိုင်းတွားပြောရည်ပြေးဆုပ်ရတယ်အစ်စ်ရောက်သွားတယ်နော်နေတက်လို့ရှိရင်ကိုနိုင်ငံမှာကိုထီကိုနန်းကိုမင်းနဲ့ကိုနေနေနေလို့ရှိရင်ဘယ်နိုင်ငံမှာကိုဆက်ပြီးဆိုင်ကြမလို့အခုတော့ရည်ပြေးဆုပ်ရတယ်အစ်စ်ရောက် ရှင်းနေတော့ငါပြောတာကိုနိုင်မှာစိုက်ပြုံးမွေးမြူရေးထုံးကားမထုံးကားနော်ဟိုဘိုးစင်ပေါင်ဆက်နော်ဟိုဘိုးစင်ပေါင်ဆက်လက်ထက်ကလေးကလှုပ်ရှားလာခဲ့တာစိုက်ပြုံးမွေးမြူရေးနဲ့ရှင်းတန်လာခဲ့ကြတာဒါတမန်ကောင်ကထွက်တဲ့တန်ရာဇာတတွေကိုမပြောသေးဘူးနော်တကယ်လို့ဒါလေး အဲ့ဒီတန်ရန်ဇာတ်တက်လေးများကနေအာရှမှာပဲတနိုင်ငံတနိုင်ငံတော့ရှိကြည့်လိုက်နော်ဥပမာဘရူနိုင်းတို့လိုစင်ကာပူတို့လိုမလေးရှားတို့လိုအဲ့နိုင်ငံမှာရှိကြည့်အဲ့နိုင်ငံသားတွေကနော်ပြန်နေအောင်နေလို့ရတယ်အားကြောင့်မူအာနာရှင်စနစ်ကိုမကြိုက်ဘူးအာနာရှင်ဆိုတဲ့လူစုကိုမကြိုက်ဘူးဆိုတာအဲ့ဒါကိုပြောတာအာနာရှင်ဆိုတာသူတို့တပုတ်တဲ့နွားတွေ အဲ့ဒါကိုတော့ပြစ်ထားဖို့လိုရနော်နော်သူတို့အာနာရှင်ဒစ်စုလက်တဆုပ်ဆိုင်ချမ်းသာရင်ပြီးရောပြည်သူလူထုဆိုတာဖိအာဖုတ်လီတဲ့ငပိမရှိဘူးမရှိတယ်လို့ဖြစ်သူတို့အဲ့လိုသတ်မှတ်ထားတာပြည်သူလူထုကိုအခုမြန်မာပြည်တွင်းမှာမြန်မာနိုင်ငံနိုင်ငံသားအကောလုံးပိုင်တယ်နော် အဲ့ပိုင်တဲ့ဟောင်းဟောတာအလွဲသုံးစားလုတ်ပြစ်လာတနေ့တစ်ချိန်အဲ့ဒါတွေကခံစားရလိမ့်မယ်နော်ကိုလုတ်ခဲ့တဲ့လုတ်ရက်တွေကိုရေးခဲ့တဲ့သမိုင်းတွေကိုပြန်ခံစားရမယ်နော်အဲ့လောက်ပဲပြောရဲနော်ပြန်ခံပြန်ခံစားကိုခံစားရမယ်